မုံးပင်ကိုတော့အပင်ချစ်သူတိုင်းကသိကြပါတယ်။အရွက်တွေကဆွဲဆောင်မှုရှိတဲ့ကမုံးပင်ရှိတယ်လို့အပွင့်လာလွန်တဲ့ကမုံးပင်တွေလည်းရှိပါတယ်။ဒါပေမဲ့ဘယ်ကမုံးတွေကလူတွေကိုဘယ်လိုအကျိုးပေးတယ်ဆိုတာကတော့မသိတာများကြပါတယ်။ကမုံးတိုင်းကလူတွေကိုအကျိုးရှိစေတာမဟုတ်ပါဘူး။အိမ်တွင်းမှာစိုက်ကောင်းတဲ့ကမုံးပင်တွေရှိတယ်လို့မစိုက်ကောင်းတဲ့ကမုံးပင်တွေလည်းရှိပါတယ်။ โอเคပါဒီနေ့ဗီဒီယိုမှာတော့အိမ်မှာမဆိုင်ကောင်းမှုလို့ပြောချူကြတဲ့ကမုံပင်တွေထဲကမှဆင်ဆွဲကမုံအပင်ချောင်းကိုပြမြသွားပါမယ်မြန်မာတွေရဲ့အယူမှာဘာကြောင့်များဆင်ဆွဲကမုံကိုမဆိုင်ကောင်းတာလဲဆိုတာကိုလေ့လာကြည့်ပါမယ်ဒါတည်းမကပဲဆင်ဆွဲကမုံနဲ့ပတ်သက်ပြီးတော့ကမ္ဘာသိပ်ပံသုတေသနအဖွဲ့ဖြစ်တဲ့ NASA ကလေ့လာတွေ့ရှိချက်တွေကမ္ဘာတဝန်းကအယူအဆနဲ့ တရုတ်တို့ရဲ့ဖုံးရွှေပညာမှာဆင်ဆွဲကမုန်းနဲ့ပတ်သက်ပြီးတော့အယူအဆတွေကိုပါကျွန်တော်နဲ့အတူလေ့လာကြရအောင်မြန်မာအယူမှာတော့ဆင်ဆွဲကမုန်းကို စိုက်ပျိုးထားပြီးလို့အိမ်မှာစီးပွားတက်လာပြီဆိုရင်အိမ်တွင်းပြဿနာအမျိုးမျိုးတက်တက်တယ်လို့ဆိုပါတယ်။ဘာကြောင့်ပါလဲ လုံးချုံမွေခြုံပြီးတော့အဖျားရှူသွားပါတယ်သူ့တဘာဝအတိုင်းအရွက်တွေဟာအချောင်းလိုက်အလုံးလိုက်ပေါက်ရောက်ပါတယ်အရွက်အချင်းလုံးပတ်တစ်လက်မအထိကြီးနိုင်ပြီးတော့60စင်တီမီတာကနေ1မီတာအထိရှည်နိုင်တယ်လို့ဆိုပါတယ်စင်စကမုံဟာပန်းလဲပွင့်ပါတယ်စင်စကမုံရဲ့ပန်းပွင့်ပုံစံကတော့အဖြူရောင်နွတ်နွတ်အပွင့်လေးတွေဖြစ်ပါတယ်အလဲတိုင်ရဲ့ အလဲဘိုကနေတစ်ဖက်တစ်ချက်စီမှာ flower spike ပထမဆုံးအနေနဲ့ထွက်လာပြီးတော့ကမောင်းရဲ့စန်းခိုင်လေးမူလဇာတိနဲ့ပြုံးတဲ့ပွင့်တတ်ပါတယ်လေ့လာကြည့်အောင်ပါဆင်းဆွဲကမောင်းပန်းရဲ့အနံ့ကလေးညဖက်မှာခြုံမိုးတဲ့အနံ့ထွက်လာပြီးတော့ဂါစီဖက်မှာပိုးကောင်းလေးဖြစ်ပြီးတော့ဆွဲဆောင်နေရဲ့မူလဇာတိကတော့အာဖရိကတိုင်းပန်းပွင့်တဲ့အင်္ဂလန်နိုင်ငံအနေနဲ့ကြာတတ်ပါတယ် မြန်မာလိုတော့ဆင်းဆွဲတဲ့ချောင်းလေးတွေပေါင်းနေတာအာအင်ကုန်ခန်းစင်ဆင်းဆွဲကမုံလို့ခေါ်ပါတယ်။ပန်းပွင့်ညိုသွားတဲ့ဒီလိုပါပဲဆင်းဆွဲကမုံရဲ့တင်ပါတယ်။ဝိုင်းပြီးချုံးမွနေတဲ့ရွက်ပုံစံကြောင့်ဒါပေမဲ့အင်တွင်းမှာစိုက်ထားမဲ့ဆိုရင်ပန်းပွင့်ခေါ်လို့တော်လေးအခွင့်အရေးနဲ့ African spare plants လို့လည်းကမ္ဘာတော်ဆင်းဆွဲကမုံကိုပန်းပွင့်အလှကြပါတယ်။သူရဲ့ထူးခြားတဲ့အရွက်ဆင်းဆွဲကမုံရဲ့အရွက်တွေလာစိုက်စိမ့်ပြရအောင်လမ်းနေပြီးတော့အစိမ်းရဲ့ဆင်းဆွဲကမုံပတ်မွင့်နာကိုကောင်းတယ်လို့ယူဆကြပြီးတော့ နောက်ပြီးတော့အခြားအပင်တွေကြီးစုကအရောက်ရှောက်တယ်လို့စင်တူနေပဲတမှုထုံးရှာနေတာကြောင့်တတ်မှတ်ကြသူအများစိတ်ဝင်စားခြင်းကိုခံရပါတယ်အပင်ရဲ့အောက်မှာသူ့ရဲ့အရွက်တွေက hydrosomy လို့ခေါ်တဲ့ဂျင်းတက်လို့ပုတွေရှိပြီးတော့အဲ့ဒီပုတွေကနေအပင်သစ် trash ဖြစ်ပြီးတော့မျိုးပွားတက်ပါတယ်စင်စွဲကမောဟာခဏရှိပြီးတော့ ယူဆိုင်ရန်လွယ်ကူပြီးတော့ထိန်ပြုစုထိန်သိမ်းရန်လွယ်ကူတဲ့အပင်မျိုးပဲဖြစ်ပါတယ်။ဆွေဆက်ကမောင်းဟာအလင်းရောင်ကောင်းကောင်းကိုကြိုက်ပါတယ်။ဒါပေမဲ့တော်ဝိုက်အလင်းရောင် bright inter indirect light ကိုလည်းနှစ်သက်ပေးမယ်လဲ။အလင်းရောင်နဲတဲ့နေရာမှာလည်းရှင်းတတ်နိုင်ပါလေ။အလင်းရောင်နည်းနည်းလေးရရင်တော့မှရှင်းတိုင်းနန်းနမို့လို့ office plan အနေနဲ့စိုက်တဲ့နေရာမှာလူကြိုက်များပါတယ်။ စင်စကမုံကိုရေအလွန်ကျွန်လောင်းချင်းကိုတော့ရှောင်ကျင်ရပါမယ်။စိုက်ထားတဲ့မင်းစုလာလုံးဝ6ပြည့်သွားမှသာရေလောင်းရပါမယ်။ဆောင်းရတီမှာရေလောင်းချင်းကိုတော့အချိန်ရင်နည်းနည်းပဲလိုအပ်ပါတယ်။ရေများသွားရင် အမြင့်ပုတ်တတ်တာမျိုးတော့ဒီထားစေချင်ပါတယ်။စင်စကမုံကိုစိုက်မယ်ဆိုရင် ရေစီးကောင်းမွန်တဲ့မြေစားကိုအသုံးပြုရပါမယ်။ကက်သက်စ်တို့စကူလန်နိုမှာတုံးတဲ့မြေစားကိုအသုံးပြုပြီးစိုက်ပျိုးရင်တော့အဆင်ပြေပါတယ်။ ရှင်ဆက်ကမောဟာပြက်မြအခန်းတွင်းအပူချိန်ကိုနှစ်သက်ပါတယ်။ဆောင်းတွင်းမှာ30 degree centigrade အောက်ကိုကျသွားတဲ့အပူကိုတော့ရှောင်ချင်ရပါမယ်။ရှင်ဆက်ကမောပင်တွေအပင်ကြီးထွားမှုနေခွေးလာတယ်အပင်ဘွားမထွက်ဘူးဆိုရင်မြေစာမကြိုက်လို့ပါ။နောက်ပြီးတော့နှစ်အကြာကြီးမှကြီးထွားနှုန်းတွေနေလာတယ်ပင်ဘွားတွေမထွက်တော့ဘူးဆိုရင်အိုးတွင်းကမြေစာကိုလဲလှယ်ပေးရမှာပါ။ ပုံမှန်အဖြစ်တော့နှစ်စဉ်ဓမ္မမွန်နှစ်နှစ်တစ်ချိန်ဘိုးကိုလဲလဲပေးတင်ပါတယ်ဆက်လက်ပြီးတော့သိပ္ပံပညာရှင်တွေရဲ့လိလတွေ့ရှိချက်ကိုလေ့လာကြည့်အောင်ပါ။စင်ဇာကမုန်းဟာကပ္ပသိပ္ပံသုတေသနအဖွဲ့ဖြစ်တဲ့ NASA ရဲ့လိလတွေ့ရှိချက်အရလေထုထဲမှာရှိတဲ့ formaldehyde နဲ့ ဘန်ဇိန်းကဲ့သို့သောဘေးအန္တရာယ်ရှိတဲ့ဓာတုပစ္စည်းတွေကိုဖယ်ရှားပေးနိုင်စမ်းရှိတယ်လို့ဆိုပါတယ်။နောက်ပြီးတော့စင်ဆယ်ကမုန်းဟာခွေးရီကြောင်းတွေအတွက်အစိတ်အတောက်ဖြစ်စေစေတယ်လို့ဆိုပါတယ်။အရင်မပြင်းထန်ပေမဲ့စားမိလို့ရှိရင်အစိတ်အတောက်ဖြစ်စေတယ်လို့ဆိုတာပါ။စင်ဆယ်ကမုန်းလို့ခေါ်တဲ့ Dracaena angolensis အပင်ဟာခင်မိလာပါတဲ့ဒီဇိုင်းနဲ့ကိုက်ညီပြီးတော့စိုက်ပျိုးရေး ြန်တဲ့ဂယူဆိုင်ရလွယ်ကူတဲ့အပင်မျိုးဖြစ်ပါတယ်။သူ့ရဲ့ထူးခြားတဲ့ပုံသဏ္ဍာန်နဲ့လေထုသန့်စင်နိုင်စွမ်းတို့ကြောင့်အိမ်တွင်းမှာစိုက်ပျိုးရန်အကောင်းဆုံးအပင်မျိုးတွေကတစ်ခုအပါအဝင်ဖြစ်တဲ့ NASA ကဆိုပါတယ်။မြန်မာတို့ရဲ့အယူမှာတော့စင်စယ်ကမုန်းဟာစိုက်ပျိုးသူကို စီးပွားလက်လာပါကောင်းစေတဲ့အပင်မဟုတ်ဘူးလို့ဆိုပါတယ်။ယောက်ျားတွေကစင်စယ်ကမုန်းပင်ကိုကြော်ခွတ်သွားမိရဆိုရင်ဦးကြရတဲ့လို့လဲဆိုကြပြန်ပါတယ်။ နောက်ပြီးတော့စင်စွဲကမုန်းကိုစိုက်ပြိုးပြီးမှအိမ်ကစီးပွားတက်လာမယ်ဆိုရင်အိမ်သူအိမ်သားတူနဲ့တူဟာအကြောင်းရှိပဲရန်လုံချင်းတွေမိသားစု အတွင်းမှာပြဿနာအမျိုးမျိုးဖြစ်ရချင်းတွေမှုခင်တစ်ခုခုဖြစ်တတ်ခြင်းနဲ့ဘေးရန်များခြင်းစတဲ့စိတ်တော့ကမျိုးစုံဖြစ်ပွားစေတတ်တဲ့ကမုန်းတွေဖြစ်တယ်လို့မြန်မာမှာယူရှိပါတယ် ဘရာဇီးနိုင်ငံမှာတော့စင်ဆွဲကမုန်းကိုစိန်ဂျော့ရှ်လန်လို့ခေါ်ပြီးတော့အိမ်အပြင်မှာစက်ပြိုးထားမယ်ဆိုရင်ဘေးဆိုးတွေရဲ့အန်ဒီယေကိုကာကွယ်နိုင်တယ်လို့ယုံကြည်ကြပါတယ်။တရုတ်တွေရဲ့ဖုံးရွှေပညာအရာကတော့ spare of protection လို့ခေါ်ပြီးတော့စင်ဆွဲကမုန်းမှာကာကွယ်ပေးနိုင်ခြင်း protection စွမ်းအင်ခိုင်မာမှု strong energy အောင်မြင်မှု success and progress ချမ်းသာမှု world အတွင်းညင်သက်မှု inner peace တို့ကိုပိုင်ဆိုင်တယ်လို့ဆိုပြန်ပါတယ်တရုတ်တို့ရဲ့ဖုံးရွှေပညာအရာကတော့ဆင်ဆွေကမုန်းဟာအိမ်တွင်းမှာကောင်းတဲ့ဆွမ်းအင်ချီဆွမ်းအင်ကိုအိမ်တွင်းမှာကောင်းတဲ့ဆွမ်းအင်ဖြစ်တဲ့ချီဆွမ်းအင်ကိုထိညိပေးတယ်လို့ဆိုပါတယ်ဖုံးရွှေပညာမှာတော့ဆင်ဆွေကမုန်းပင်ကိုအိမ်တွင်းမှာထားမယ်ဆိုရင်ထားတဲ့နေရာမှန်ကန်ဖို့လိုအပ်တယ်လို့ဆိုပြန်ပါတယ် ဖုံးရွှေပညာအရာဆွန်းဆွဲကမုန်းကိုအဝင်ပေါက် entrance door ဝင်းမှာထားရင် negative energy တွေကိုတားဆီးပေးတဲ့ guardian plant ဖြစ်တယ်လို့ဆိုပါတယ်။အင်းထဲကိုဝင်လာတဲ့လေထဲမှာပါလာတဲ့ခြေတပ်ကိုတန့်စင်ပေးပြီးတော့ကောင်းချင်းတွေကိုပဲအင်းထဲကိုစီးစီးဝင်စေတယ်လို့ဆိုပါတယ်။အခါမှာထားရင်တော့အင်းကိုသဟာသတ်ဖြစ်စေပြီးတော့မြင်သက်စေတယ်လို့လည်းအယူရှိရတယ်ပါ။ ောက်ပြီးတော့ကိုအလုံးလုံးမဲ့စပွဲမှာထိုင်တော့တဟဇာတာဖြစ်ခြင်းနဲ့ငင်းသက်ခြင်းကိုထောက်ပံ့ပေးတဲ့အတွက်အလုတ်ကိုစူးစိုက်မှုကောင်းကောင်းနဲ့လုံနိုင်ပြီးတော့အလုတ်အောင်မြင်မှုကိုရစေပါတယ်။ထားရမယ့်နေရာကစာအုပ်စင်ပေးနဲ့ surface surface ဘဝအနေမှာထားမှာဖြစ်ပါတယ်။ဘုရွှေပညာအရာစင်စွဲကမုန်းကိုအိပ်ရပေးသမင်းစားခံမိဖို့ကြောင့်လည်းအလင်းရောင်ကောင်းကောင်းမရတဲ့နေရာ ပထားတင်လို့ဆိုပါတယ်စစ်စစ်မုံကိုစိုက်ပြုံးမယ်ဆိုရင်ပိုးမွားတွေထဲမှာ spider mate နဲ့ melibat တို့ကတစ်ခါစီစစ်စစ်မုံကိုဒုက္ခပေးတတ်ပါတယ်နောက်တစ်ခုကတော့ immunitarian ဖြစ်တဲ့ကြောင်ခွေးစားမြင်အနေငယ်အစိတ်တက်တတ်ပါတယ်ဒီလိုအစိတ်ရှိတဲ့အပင်တွေမျိုးလို့မြန်မာတွေကအိမ်မမဆက်စိုက်ကောင်းမှုဆိုပြီးတော့ကာကွယ်ခဲ့ဟန်အယူရှိခဲ့တယ်လို့ထင်မိပါတယ်